ချစ်သက်ဘလောက်နဲ့ပြန်လဲကြိုဆိုလိုက်ပါရရှင်နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်တွေကိုဆန်းဆန်းတမန်ထမ်းဆောင်မှုအတွက်နိုင်ငံတိုင်းမှာအရန်အင်အားတစ်ဖွဲ့ဆိုတာရှိရမှာပါအဲ့လိုအရန်အင်အားတစ်ဖွဲ့ရှိဖို့အတွက်နိုင်ငံတော်ကပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခဲ့ပါရရှင်အဲ့လိုပြဋ္ဌာန်းခဲ့တဲ့အချိန်အစပြီးတော့အသက်ဝင်လာတာဆိုရင်ဒီကနေ့မှာပြည်သူ့စစ်မှုထမ်းပတ်စဉ်၁၁တောင်းတင်နန်းဆင်းခဲ့ပါပြီဒီတင်နန်းဆင်းမွေကိုဖြိုးနေတူလိုက်ကြည့်ပေးပါဦးနော် 走路啊，哪个拉么步呢？跟上那种人，哪个拉都不记得，对 <noise> 吧？有的目标定难哦，定好开始去的。现在阿拉嘛，车开的也厉害些。一批批天价拉的苗，家里玻璃的，现在在打工脚，车开苗了老，学拉给人家。 နိုင်ငံသားတယောက်ဖြစ်တဲ့အတွက်ပြည်သူ့စစ်မှုရေးတင်တန်းကိုတင်ယူခြင်းလို့ဆန္ဒပြပြီးဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။အခုတော့တင်တန်းဆင်းပြီဆိုတော့နိုင်ငံတော်အတွက်နိုင်ငံလားကောင်းတယောက်ဖြစ်လာပြီဟုကျွန်တော်ခန့်ယူချက်ရှိတာပါ။ ပြည်သက်ကြီးရဲ့အခုဆိုရင်ပြည်သူစစ်မှုထမ်းပတ်စဉ်စတီရဲ့တင်နန်းစင်ပွဲနဲ့သူတို့ရဲ့ဆုံးဖြတ်ချက်ခိုင်မာလာတဲ့စိတ်တွေကိုမြင်ရတဲ့အတွက်ပြည်သက်ကြီးလည်းဇာတိပေးစာတီမန်နဲ့တကြလာမယ်လို့ထင်ပါတယ်။နောက်တစ်ပတ်မှာလည်းစစ်တဲတို့ကလည်းပြီးတော့ဘုရားနဲ့အကြောင်းအရာတွေကိုခိုင်ကူးတင်ဆက်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုပေးပါအောင်နော်။တတ။